ောက်ကက်ဆေးတယ်ကြောက်ကက်ဆေးရမယ်ဆိုတာကဘလို့ကုသမှုမျိုးလဲဘာလို့တာလဲဆိုတာကိုကျွန်မအခုဗီဒီယိုလေးမှာအများပြည်သူသိရှိနားလဲအောင်အတွက်ရှင်းပြပေးပါမယ်ရှင်။ကြောက်ကက်ဆိုတာကလေခန္ဓာကိုယ်ရဲ့သွေးထဲမှာရှိတဲ့အညစ်အကြေးတွေမှန်သမျှကိုကြောက်ကက်က စီးအဖြစ်စစ်ထုတ်ပေးနေတဲ့အင်္ဂါတစ်ခုပဲဖြစ်ပါတယ်။ဒီကြောက်ကက်လေးကအဆုံးစွန်ထိပျက်စီးသွားတဲ့အခါမျိုးမှာဆိုရင်သူကဒီအညစ်အကြေးတွေကိုစစ်ထုတ်ပေးတဲ့ ဖန်ရှင်တာဝန်ကိုမထမ်းဆောင်နိုင်တော့တဲ့အတွက်ကြောင့်မို့ဒီသွေးတွေကိုကျမတို့ကအပြင်ကိုထုတ်အပြင်ကကြောက်ကက်ဆေးတဲ့ဆက်ထဲမှာအဲ့ဒီသွေးတွေကိုတန်ရှင်းဆေးကြောပြီးတော့တန့်စင်သွားတဲ့သွေးတွေကိုခန္ဓာကိုယ်ထဲကို ပြန်ပြီးတော့ထည့်ပေးတာကိုကြောက်ကက်ဆေးတယ်လို့ခေါ်ပါတယ်ရှင်။ကြောက်ကက်ဆေးတာကတစ်ခါတစ်ခါကို၃နာရီနဲ့၅နာရီကြာကြာတတ်တယ်။ end stage renal failure လို့ခေါ်တဲ့ကြောက်ကအဆုံးစွန်းထိပျက်စီးနေတဲ့လူနာတွေဆိုရင်တော့တစ်ပတ်မှာ3ချိန်ရနေ5ချိန်ကြာကိုဆေးရပါတယ်တရောင်းနဲ့တရောင်းနဲ့ရတော့မတူနိုင်ဘူးပေါ့တချို့လူနာတွေကြတော့လေရော့ဆေးရတဲ့အချိန်ကြီးအတွက်ရှိသလိုတချို့လူနာတွေကြတော့လေတိုးပြီးတော့ဆေးရတာမျိုးတွေရှိပါတယ်။ကျမလူနာတော်တော်များများကလည်းကြောက်ကဲဆေးရတော့မယ်ဆိုသူတို့ကမဆေးကျင်ကြဘူးပေါ့နော်။ကျမရဲ့တစ်ခါဆေးပြီးရင်တစ်တလုံးဆေးနေရမှာလို့သူတို့ကပြောတာ哦အဲ့တော့သူတို့ကအဲ့ဒါကိုကြောက်တယ်။ ဒါပေမဲ့လည်းကျွန်မပြောချင်တာမတက်နိုင်တော့ဘူးကိုခနာကိုကအငြိကြီးတွေအရင်များပြီးပျက်စီးနေပြီဆိုရင်တော့စီးကိုစီးမာရတော့မှာလေမစီးပဲထားတယ်ဆိုရင်တော့ဒါတလအတွင်းလာအနေငယ်အတွင်းမှာပဲအသက်ဆုံးရှုံးသွားတာမျိုးဖြစ်နိုင်ပါတယ်ဒါကြောင့်မို့ကိုယ့်ရဲ့ကြောက်ကလေးကိုဂူးဆိုင်ကြပါနော်